ပန်းလေးတစ်ဝင်းရေလေးတစ်ခွက်လောက်သာလှူပြီးတော့ကြီးမားတဲ့စူရီများကိုတောင်းဆိုလေးရှိပါတယ်။အလှူအနှဲငယ်လုပ်ပြီးတော့ကြီးမားတဲ့စူရီများကိုတောင်းဆိုတာဟာသိမ့်မြော်မှုရှိမှရှိသိလိုပါတယ်။နောက်တစ်ခုကကြတော့စူမတောင်းမဲ့ကောင်းမှုကုသိုလ်လုပ်လို့ရှင်ရောကိုလိုဟာဆန္ဒပြေဝနိုင်မှာလားရှင်ပြ။ဟုတ်ပြီ။စူတောင်းတာအဲ့တော့ဟိုသူ့ရဲ့ဆန္ဒပေါ့နော်။မှန်ပါဗျာ။သူ့ရဲ့ဆန္ဒမို့အပြစ်ပြောစရာအကြောင်းမရှိပါဘူး။မှန်ပါဗျာ။သူဘလောက်လှူလှူလှူပြီးရင်စူတောင်းတာအဲ့တော့ သူရဲ့ဆန္ဒကိုဖော်ထုတ်တာပဲလေမှန်ပါဗျာသူဖြစ်ချင်တာဖော်ထုတ်တာမှန်ပါဗျာအဲ့ဒါတော့ပြည့်မရှိပါဘူးမှန်ပါဗျာပြည့်မရှိပါဘူးဟိုတင်းနေရမှုရှိမရှိဆိုတာလေရမရနဲ့ပဲဆိုင်တယ်မှန်ပါဗျာလူစရာကိုယ်ဆန္ဒကိုကိုဖြည့်ကြတာပဲလေမှန်ပါဗျာနည်းနည်းလေးလှူပြီးတော့လဲစုကြီးကြီးတောင်းညင်တောင်းမှာပေါ့ဒါတော့ဗျာအလူဝထုချင်းနဲ့မသက်ဆိုင်မှုသူကရှင်တွေကတရာရှင်တွေကစေရနာနဲ့သက်ဆိုင်မှန်ပါဗျာသူရင်တွေကစွမ်းအားကြီးနေလို့ရှင် မရဘူးလို့ပြောလို့မရဘူးရနိုင်မှန်ပါဗျာနော်မှန်ပါရှားနိုင်တယ်ဆိုတော့ဒီတင့်လျော်မှုမရှိဘူးလို့ပြောလို့မရဘူးသူဆန္ဒပြည့်မပြည့်တာပြောချင်းပြောအောင်မှာဖြစ်တယ်မှန်ပါအဲသူရဲ့လူချင်းမှုကတော့ရှိမှာပဲဝိဒကြလေးနဲ့ထီထီပေါက်ချင်တာလို့ပေါ့ဝိဒကြလေးနဲ့ရှင်းတော့ပြောတော့အခုဘလောက်ရလို့မသိဘူးဖုံဖုံမှန်ပါဗျာမှန်ပါဗျာရှင်းတော့ဆိုတကြဖိုးထိုးလိုက်လို့ရှိရင်တသိန်းစုပေါက်တယ်လေမှန်ပါဗျာ ဘယ်သူကဖြစ်သိန်းစုကြီးတို့ကျွန်တော်ထိုးကြတာကြီးပဲလေမှန်ပါဗျမှန်ပါဗျမှန်ပါကိုပေးတဲ့ငွေလေးကနည်းနည်းလေးနဲ့ဟိုပြန်ရမှာရေကိုတော့အများကြီးမျောကြတာပဲမှန်ပါဗျအဲ့ဒါသိန်းလျော်မှုမရှိဘူးဆိုရင်ထီထိုးတာလည်းသိန်းလျော်မှုမရှိဘူးမင်းကနှစ်ချက်ဖို့ဆိုရင်နှစ်ချက်ပဲမင်းလေးချက်ဖို့တော့ပဲမျောပေါ့ဘာလို့သန်းစုကြီးကိုမျောမလဲမှန်ပါဗျဟုတ်တယ်မလားမှန်ပါဗျမှန်ပါအဲ့ဒါ